တော်လည်ရဲ့တက်တွေစုစည်းထားတဲ့ဆီးရီးယားဂျားကာလာဆိုရဟာထိရောက်တဲ့ထောက်ပံ့ကူညီမှုတွေမရှိဘူးဆိုရင်သတင်းပတ်တချို့အတွင်ပြိုလဲသွားနိုင်ပြီးပြည်တွင်းစစ်မီလဲတကြောပြန်တောက်လောင်လာနိုင်ကြောင်းအမေရိကန်နိုင်ငံသား၏ဝန်ကြီးကပြောကြားခဲ့ပါတယ်။အထက်လွှတ်တော်ရဲ့နိုင်ငံသားဆက်ဆံရေးကော်မတီရှေ့မှောက်မှာမေလ20ရက်နေ့ကအစီရင်ခံခဲ့တဲ့အခါမှာရူဘီယိုကဆီးရီးယားနဲ့ပတ်သက်ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရွေးချယ်ထားတဲ့မူဝါဒတွေကိုလည်းကာကွယ်ပြောဆိုသွားခဲ့ပါတယ်။ဆီးရီးယားမှာ73နှစ်ကြာမြင့်ခဲ့တဲ့ပြည်တွင်းစစ်ဟာ လူပေါင်း6သိန်းကျော်တည်ဆုံးစေခဲ့တယ်လို့လူပေါင်း12သန်းကျော်နေရဆုံးခွာခဲ့ရပါတယ်။ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာတော့အာနာရှင်တမရဘာရှာအေယာဆက်ပြောကြားသွားခြင်းနဲ့အတူအဆုံးသတ်ခဲ့တာပါ။အဲ့ဒီနောက်ပိုင်းမှာတော့တော်လိုင်းအင်အားစုတွေရဲ့ခေါင်းဆောင်တဦးဖြစ်ခဲ့တဲ့အာမတ်အင်ရှာရာကတမရအဖြစ်တာဝန်ယူခဲ့ပြီးတော်လိုင်းရဲ့အဖွဲ့အစုံပါဝင်တဲ့ဂျာကာလာအစိုးရအာဏာရလာခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်တုန်းကအရှေ့လယ်ပိုင်းခီးစံမှာတော့ထရန့်ဟာအာဆက်လက်ထက်ကစီးရီးယားအစိုးရပေါ်တတ်မှတ်ထားတဲ့ အမေရိကန်ရဲ့အရေးယူပိတ်ဆို့မှုအားလုံးကိုဖယ်ရှားမယ့်အကြောင်းကြေညာခဲ့တယ်လို့အေရှာရောကိုလည်းလူချင်းတွေးဆောင်ခဲ့ပါတယ်။အေရှာရောကသူဥဆောင်တဲ့ဂျာကာလာအစိုးရဟာပြည်တွင်းနဲ့တိုင်းရင်းသားမျိုးနွယ်စုတွေကြားညီညွတ်ရေးကိုကြိုးပမ်းလှုံ့ဆော်သွားမယ်လို့ထရန့်ကိုပြောခဲ့ပေမဲ့လက်တွေ့မှာတော့ access ကိုထောက်ခံခဲ့တဲ့မျိုးနွယ်စုတွေကိုပြင်းထန်တိုက်ခိုက်တပ်ဖြတ်မှုတွေလည်းရှိနေသေးလို့ Syria ရေးဆောက်ကြည့်သူတွေကပြောပါတယ်ရှင်။